ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ29ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လိုက်အောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့ရှမ်းတောင်တိုက်ပွဲချင်းမြန်တရင်လင်းနစ်ခွန်တရင်မှုသိဆုံးမှုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းကတိုက်ပွဲအတွင်းမှာအမတ်လင်းနစ်ခွန်ချင်းမြန်တရင် ်ခမရ၄နှစ်ခွန်တည်ရင်မှုအပါဝင်စစ်ကောင်စီတက်ကတိတ်ဆုံးမှုများတယ်လို့ဒေသခံစီတရင်ချင်းမြင့်တဲ့မြေပြင်ရေးဘော်အချို့ကပြောပါတယ်ခမရ၄နှစ်ခွန်တည်ရင်ဒီမော့စုမြို့နယ်အခြေစိုက်တပ်ဖြစ်ပေမဲ့ရှမ်းပြည်တောင်ပိုင်းကိုစစ်စင်ရင်ဝင်နေရတယ်လို့အခုလာဆန်ပိုင်းကအဲ့ဒီတရင်ကနေအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတအူးကဆိုပါတယ်ရင်းမှုအသေးရတဲ့ကြံတဲ့အသေးစိတ်ကိုကျွန်တော်တို့အချင်းဒီအရတော့ပြောပြလို့မရသေးဘူးလို့ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ရဲဘော်တအူးကလူလူຫນွေအူးကိုပြောပါတယ် စစ်ကောင်စီတပ်ပအိုပြည်သူစစ် PNU တပ်သားအင်အားကိုအတုံးချပြီးပင်လောင်းနယ်ဖေကုံမြို့နယ်တွင်မှရွေးကောက်ပွဲကျင်းပဖို့စစ်ကြောင်းထိုးရင်ကြားဖြတ်တိုက်ခံနေရတာလို့ရှမ်းတောင်စီတရင်ရမြက်ကအသိပေးပါတယ်မြို့နယ်လုံးကျွရွေးကောက်ပွဲတွေလုံနိုင်ဖို့ရွာတွေကိုထိုးစစ်ဆင်နေတာတိုက်ပွဲကတော့ပြင်းထန်နေစေပဲလို့သူကပြောပါတယ်တိုက်ပွဲနေရာတွေကိုလုံခြုံရေးအခြေအနေအတိအကျဖော်ပြလို့မရသေးပေမဲ့ပင်လောင်းမြို့နယ်တောင်ဘက်ချမ်းနယ်ဖေကုံမြို့နယ်အနောက်ဘက်ချမ်းမှာတိုက်ပွဲတွေဖြစ်နေတာလို့သိရှိရပါတယ်အခုလပိုင်း ဖေကုတ်အနောက်ချင်းတိုက်ပွဲတွေမှာပအုပ်ပြည်သူစစ် PNO ကဗိုလ်မှူး၃အပါအဝင်တပ်သားအဆင့်တွေလည်းတိတ်ဆုံသူတွေအများပြားရှိတယ်လို့ရှမ်းတောင်စီးရီတရင်ရင်းမြစ်တွေကပြောထားပါတယ်။ရှမ်းတောင်နဲ့ထိစပ်နေတဲ့ဂရင်းနီပြည်နယ်ရဲ့ဒီမော့ဆူမြို့နယ်မှာလည်းစစ်ကောင်စီတပ်စီကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။စစ်ကောင်စီတပ်ကဂရင်းနီပြည်နယ်မေဆစ်ဖမ်းဆောင်တဲ့ရှောင်းတော်မြို့နယ်ကလွဲလို့ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားပြီးပြည်နယ်အတွင်းကလွိုက်ကောဒီမော့ဆူဖရူဆူဘောလကင်းနဲ့ ရှန်ဂရီနီနေဆက်ဖေကုံမြို့နယ်တွင်မှစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဝိုင်းမော့ဒေတာကစစ်တပ်နေရာအချို့ကို KIA သိမ်းပိုက်ခဲ့ပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်ပြည်နယ်ဝိုင်းမော့မြို့နယ်လမြန်ကြီးရွာနားကစစ်ကောင်စီတပ်ဆွဲရာနေရာအချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးတရင်ရင်မြစ်တချို့ကပြောပါရယ်နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းမှာလမြန်ကြီးရွာကစစ်ကောင်စီတပ်နဲ့ ပြည်သူစစ်ချေကုတ်နေရာကိုတင်ပိုက်ခဲ့ရမှာလက်နက်ခင်းရံတွေရရှိခဲ့ကြောင်းကချင်စည်ရေးတရင်ရှိမြစ်တူကပြောပါတယ်။ဒါနဲ့ပတ်သက်ပြီးအခြားစည်ရေးတရင်ရှိမြစ်တူကလည်းအတီးပြုတ်ပါတယ်။တိုက်ပွဲတောက်လျှောက်ရှိတဲ့ဒီနေ့မနက်လေကျက်လီရင်နဲ့လေးချိန်လောက်ကျေပြီပြီလို့တရင်ရှိမြစ်ကပြောပါတယ်။ဂျမန်နီကတင်ပိုက်ခဲ့တဲ့နေရာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်လာလို့ KIA ဘက်ကပြန်စုခွာထားကြောင်းလည်းပြောပြပါဗျာ။ KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်း ဝိုင်းမော်လမြန်ဒေသဂျင်းနီကိုနိုဝင်ဘာလ29ရက်နေ့ကဖြေကြားထားရမှာလမြန်ဘက်မှမြေပြင်ထိုးစစ်တပ်လက်နက်ကြီး drone ၄ချောင်းတိုက်ခိုက်မှုများစစ်ကောင်စီတပ်ကနေတိုင်းလူလူပြည်လုံးနေတယ်လို့အသိပေးပါတယ်။သူတို့ရဲ့လက်လွတ်ခဲ့တဲ့ရွှေညောင်ပင်စကန်ဘက်မှလည်း၄ချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေ့ရပါတယ်။ပြည်သူလူထုရဲ့အိမ်တွေတိုက်ခိုက်တာရှိတယ်။နောက်လမြန်ဘက်မှလည်းသူတို့အမြဲတမ်းလူလူထိုးစစ်ဆင်ဖို့မြေပြင်ကနေပြင်ဆင်နေတာတွေ့ရပါတယ်။အဲဒီမှာကျွန်တော်တို့လည်းအမြဲတမ်းစောင့်ကြည့်ပြီးမှတိုက်ခိုက်နေတာဖြစ်ပါတယ်လို့ ဗိုလ်မှူးကြီးနော်ဘူးကနိုဝင်ဘာလ29ရက်နေ့မှာပြောထားပါတယ်။ KIA နဲ့စစ်ကောင်စီတပ်တို့ဟာဗမော်မြို့နယ်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပြီးဖောက်ကန်ပတ်မှာလည်းစစ်တပ်ကလက်နက်ကြီး drone တိုက်ခိုက်မှုတွေမကြာခဏပြုလုပ်လျက်ရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကြောက်ဖြူမှာအကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့်ပိတ်မိနေတဲ့ရဲသားတွေကိုအေအေကဲထုတ်နေကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအကြံဖတ်စစ်တပ်ကအရက်သားများနေထိုင်၍မရအောင်လက်နက်မျိုးစုံနဲ့ပစ်ခတ်နေတဲ့အတွက် ပိတ်မိနေသူတွေကိုအာရခတ်တက်တော်အေကကဲထုတ်နေရကြောင်းသတင်းရရှိပါတယ်။ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ရဲသားဒေသခံများနေထိုင်တဲ့ကြေးရွာတွေကိုအကြံဖတ်စစ်တကကြီးရည်လေးနဲ့နေစဉ်ပြစ်ခတ်လျက်ရှိတဲ့အတွက်ဒေသခံများအသက်လူထွက်ပြေးနေရပြီးပိတ်မိနေသူတွေကိုအေကကဲထုတ်ပေးနေရတယ်လို့စီးရီသတင်းရှင်းမြစ်တူကပြောပါတယ်။ Navy drone တောက်လျှောက်ပစ်တယ်။အိုးအိမ်တွေပျက်စီးကျောင်းတွေပျက်စီးလူတွေတန်ရန်ရတယ်ဒေသခံတွေလည်းအဝိတ္တတဲ့ကိုတခုနဲ့ထွက်ပြေးကြတာများတယ်။ ထွက်မပြေးနိုင်တဲ့သူတွေတက်ကြီးရွယ်အိုတွေကလေးတငယ်တွေကိုထမ်းပြီးတက်တော်ကကဲထုတ်နေရတယ်လက်နက်တွေပြလွန်လွန်းလို့ပြောပါတယ်အကြံဖတ်စစ်တမကြောက်ပြူရန်ကုန်ကားလမ်းမှာရှိတဲ့ဝနက်ချွေကြောက်ပြောင်ဝမ်းမြောင်ငအုပ်ကြောက်ကလေးစားတဲ့ကြေးရွာများနဲ့အနီးနားဝန်းကျင်ရွာတွေဖြစ်တဲ့လေတင်ရင်းနှံတွင်အင်းတိုင်ကြီးတပန်ချောင်းချောင်းမြောင်ကံကောငလုံးစု ကြောက်ချွေပြာချွေကြောင်ကိုချောင်းနန်းနှင်းတိန်ငပုချွေကြက်တိန်မော်ကြီး ကြောင်တင်ဝါတော့အဆန့်ရှိတဲ့ပတ်ဝန်းကျင်တွေကိုအဓိကထားပြီးနေဗီများပေါ်မှာလက်နက်များဒရုန်းများပစ်ကတ်နေတယ်လို့ဒေသခံများကပြောပါတယ်။ကြောက်ဖြူမင်းပြင်ကြောက်ဖြူရံပြင်ကြောက်ဖြူမအီဇင်ကြောင်တရှောင်းမှရွာများဂုံချွင်တိုင်းနယ်မှကြေးရွာများတစ်ပုတ်တောင်တိုင်းနယ်မှရွာများတနေလုံးနီးပါးစစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းမှာလက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ကြေးရွာ18ရွာမှဒေသခံ2000ကျော်လဲရေးပေါ်စစ်ဘေးရှောင်နေရတယ်လို့ Tripeti အဖွဲ့ကထုတ်ပြန်ထားပါတယ်။ စစ်ပီးရှောင်းတွေကလည်းလက်ရှိစစ်ရှောင်းရနေအင်းများအမှုကောင်များလိုအပ်ပြီးအရေးပေါ်စောင့်ဝင်နေရတဲ့အကူအညီလိုအပ်လျက်ရှိတယ်လို့စစ်ပီးရှောင်းအရေးကူညီပေးနေသူအမျိုးသမီးတယောက်ကပြောပါတယ်လိုအပ်ချက်ကတော်တော်များတယ်စောင်းရသည့်အနည်းတွေစောင့်မရှိရင်ကျန်းမာရေးထိခိုက်နိုင်တယ်စားစရာကလက်ရှိဖြစ်တယ်လို့စားနေရတာတွေ့တယ်စားနေရခါလည်းအတိတ်ကလိုအပ်တယ်လို့ပြောပါတယ်လက်ရှိကြောက်ပြုံမြို့နယ်တိုင်းချောင်းရွာအနီးအနားမှာတိုက်ပွဲပြင်းထန်လျက်ရှိပြီးအကြံဖတ်စစ်တပ်ကတိုင်းချောင်းအပြင်မင်းပြင်မှာတက်ဆွဲထားတဲ့နေရာများ ဒညဝရီရည်တက်ဌာနချုပ်မှလက်နက်ကြီးဒညဝရီရည်တက်ဌာနချုပ်ရည်လက်ကြားမှနေပြီးကြောက်ပြူမန်အောင်ရည်လက်ကြားမှနေပြီးဒရုန်း jet fighter မျိုးစုံနဲ့အရတားပြည်သူများနေထိုင်ရာကြေးရွာတွေကိုပစ်ကတ်လျက်ရှိတယ်လို့ဒေသခံတွေကပြောပါတယ်ဒေသခံများနေထိုင်တဲ့နေရာတွေကိုလက်နက်ကြီးဒရုန်းပင်လယ်ပြင်မှာရန်နာထားတဲ့နေပြည်တော်မှာလည်းလက်နက်ကြီးကြီးတွေနဲ့နေစဉ်ပစ်ခတ်နေတဲ့အတွက်ဒေသခံများနေထိုင်ရေးမရတော့တဲ့အတွက်ထပ်မံဆစ်ရှောင်နေရတယ်လို့သိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့မော်ဘီမြို့နယ်အတွင်းကေစကန်တာဝန်ချတာတွေကိုတက်နယ်မှုရဲ့မယငယ်ဒေါခိုင်ခိုင်ထွေးမှစိတ်ကြိုက်စီမံကတာဝန်ချနေပြီးနေရာကောင်းတဲ့စကန်တွေမှာဂိတ်ထံရောက်ဖို့အတွက်အဆိုပါတက်နယ်မှုမယငယ်ကိုသိန်း40ကြိုပေးပြီးလက်ထူးနေရာကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်အတွင်းမှာရှိတဲ့ကေစကန်တာဝန်ချတာတွေနဲ့လုံခြုံရေးတာဝန်ချတာတွေကိုမော်ဘီမြို့ရဲ့တက်နယ်မှု မယင်ငယ်တော့ခိုင်ခိုင်တွေးဆိုသူမစိတ်ကြိုက်ခြေလေးကတာဝန်ချနေတယ်လို့သိရှိရပါတယ်။မော်ဘီတက်နေကိုအမှန်ငါလေးချောင်းရန်ကာကွယ်ရေးစစ်စင်ရေးကုကဲမှုဌာနချုပ်လက်ဆာရမတမူးကတက်နေမှုအဖြစ်ကြိုက်တွေ့ရပြီးမြို့နယ်အတွင်းလုံခြုံရေးချတာတွေလေကင်းဆောင်ရွက်တာတွေနဲ့အဝင်အထွက်ဂိတ်ချတာတွေအားလုံးကိုတက်နေမှုရဲ့အမိန့်ညွှန်ကြားချက်တိုင်းဆောင်ရွက်ရတယ်လို့သိရှိရပါတယ်။မော်ဘီတက်နေမှုမှာဘုံမှုကျုပ်ဇော်ဟင်းကြိုင်ဆိုသူဖြစ်ပြီးတက်နေအတွင်းအထက်ပါကိစ္စတွေဆောင်ရွက်ရမှာ ၎င်းရဲ့မယံငယ်ဖြစ်သူမော်ဘီကျွန်းရေကူးကန်အနီးနားနေထိုင်တဲ့ဒေါ်ခန့်ခန့်ထွေးမှလက်အောက်တက်တွေကိုစိတ်ကြိုက်စီမံစီခိုင်းနေတယ်လို့သိရှိရပါတယ်။ဒါအပြင်မော်ဘီတက်နယ်အတွင်းဝင်ငွေကောင်းတဲ့ဒေတာခေါ်လေးလံစုံဂိတ်ပန်းလိုင်းဂိတ်တွေနဲ့တန်တပင်ပက်ချလက်အနီးမှာရှိတဲ့ဂိတ်တွေမှာတာဝန်ကျခြင်းရင်အစူပါအမျိုးသမီးကိုကနဦးဝင်ငွေ340အရင်ပေးနိုင်မှတောင်ဝန်ကြတဲ့အပြင်တပတ်ကိုတစ်ကြိမ်စေတင်းခန့်ပေးဆောင်နေရတယ်လို့လဲတက်တွင်းတနေရှင်မြစ်တူထံကနေသိရှိရပါတယ် ကျွန်တော်တို့ကအလစ်ကြဂိတ်ထံရတာမျိုးတွေရှိတယ်။အဲ့ဒီအချိန်ပတ်ဆက်အဝင်ကျန်းတဲ့လီလန်စုံဂိတ်တို့ပန်းလိုက်ဂိတ်တို့မှာတာဝန်ကျခြင်းရင်ဒေါ်ခိုင်ခိုင်ထွေးစီကိုပဲတွားပြရတာသူသဘောကျရင်ထမ်းရတယ်အဲ့ဒီလိုထမ်းရဖို့အတွက်အရင်ပတ်စံပေးရတယ်လို့ထိုင်ပြီးရင်လည်းအပတ်စဉ်ကြီးလစဉ်ကြီးပုံမှန်ပေးရတယ်လို့ဆိုပါတယ်အစိုးရအမျိုးသမီးကတက်နယ်အတွင်းမှာရှိတဲ့လက်အောက်ခံတက်တွေကိုလည်းတက်နယ်မှုရဲ့အမိန့်လို့ဆိုကအဝိထေရီကိုအချိုးကျခွဲပေးပြီးတရင်တက်တာဆိုင်တွေမှာရောင်းချစီခိုင်းတာမျိုးတွေလည်း ပြစ်လုတ်တက်တယ်လို့သိရှိရပါတယ်။လကွန်တာနဲ့အဆိုပါအဝစ်ထယ်ရီရောင်းရသည့်ပြစ်စီမရောင်းရသည့်ပြစ်စီ၎င်းဖြန့်ခွဲပစ်ထားတဲ့နှုတ်ထားတိုင်းလက်အောက်ခံတက်တွေထမကောက်ယူတာတွေလှုပ်ဆောင်နေတာကြောင့်တက်တွေမှာမဖြစ်မနေပုံစံနဲ့တလကိုတစ်ချိန်ဝေရတာတွေရှိတယ်လို့လည်းသိရှိရပါတယ်။အဆိုပါနေရာတွေမှာရရှိတဲ့ငွေတွေနဲ့မော်ဘီကျွန်းရေကူးကန်အနီးအနားမှာလက်ရှိအိမ်ဆောင်နေပြီး၎င်းတီနီယာကိုလည်းတက်နေမှုဖြစ်သူဇော်ဟင်းကျိုင်မှနေစဉ်ဝင်ထွက်သွားလာတာတွေလည်းရှိတယ်လို့ ၎င်းတပ်တွင်တရင်ပိတ်မှဆက်ပြောပါတယ်ပြီးတော့စပန်အင်ဂျီတွေဆိုရင်လည်းလက်အောက်တပ်တွေအကုန်ဖြတ်ပြီးရောင်းခိုင်းတယ်လာကုံတာနဲ့ကုံကုံမကုံကုံငွေလာကောက်ပြီးရင်ထပ်ဖြတ်နဲ့အရန်တောင်းကျန်နေတာတက်နေမှုတက်သူ့ကိုပို့ကြောက်ရပါတယ်ဒီအကြောင်းတွေကိုတချို့အရာရှိတွေစီတိုင်ထားတာတွေရှိလဲဘာမှမတူဘူးအရေးယူတာလည်းမလုပ်ဘူးလက်အောက်ကအခံဘက်ကကြည်ပဲလို့ပြောပါတယ်အဆိုပါတက်နေမှုဟာ ODS အပတ်စဉ်69ကြောင်းစင်းဖြစ်ပြီးမော်ဘီတက်နေမှုဖြစ်ပြီးခဲ့တဲ့စက်တင်ဘာလကမှ စတင်တောင်းဝန်ယူခဲ့တာဖြစ်ပေမယ့်၎င်းတောင်းဝန်မယူမီကလေးကပင်လိုက်စင်မက်ကအယောင်ွယ်ပြုလုပ်မှုမိမှမှုတို့နဲ့နာမည်ဇွတ်ထွက်ခဲ့ဘူးတယ်လို့လဲတက်တွင်းတရင်ရှိမြစ်တွေရဲ့ပြောဆိုချက်အရသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့မုံရွာတိုးကိတ်ဟောင်းနာမိုင်းရှိတဲ့တရင်ကြောင့်စကဆမခီးသောပြည်သူတွေကို တားကမိုင်းရှာခိုင်းပြီးတွေ့ရှိလာတဲ့မိုင်းတွေကိုလည်းပြည်သူကိုဖြုတ်ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းမုံရွာတိုးဂိတ်ဟောင်းနားမှာမိုင်းရှိတဲ့ဆိုတဲ့သတင်းကြားလာကြောင်းစစ်ကောင်စီအနေနဲ့ခီးသွားပြည်သူတွေကို တားကမိုင်းရှာခိုင်းခဲ့တဲ့အပြင်တွေ့ရှိလာတဲ့မိုင်းတွေကိုပါပြည်သူတွေကိုဖြုတ်ခိုင်းခဲ့တယ်လို့ကိုရွိကြုံခဲ့ရသူခီးသွားပြည်သူတို့ထံကနေသိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ26ရက်နေ့မနက်6နာရီကျော်မှာမုံရွာမြို့အတွင်းမှာရှိတဲ့တိုးဂိတ်ဟောင်းအနီးတော်လိုင်းတပ်ဖွဲ့တွေကမိုင်းထောင်ထားတဲ့ဆိုတဲ့သတင်းရရှိလာကြောင်းစစ်ကောင်စီအနေနဲ့ခီးတဲ့တင်ကားတွေကိုတားကပြည်သူတွေကိုမိုင်းရှာခိုင်းခဲ့တယ်လို့သိရှိရပါတယ်။ ီလိုမိုင်းရှာခိုင်းရမှာအနီးနားမှာရှိတဲ့ခြုံတွေအလုံးကိုခြေတောက်နဲ့နင်းရှာခိုင်းတဲ့အပြင် မိုင်းရှာဖို့ညှင်းဆန်တဲ့ခီးတဲ့အချို့ကိုလည်းတနက်ပြစ်ဖောက်ကရှာဖို့အတင်းကျပ်ဖိအားပေးချင်းချုပ်ခဲ့တယ်လို့ကိုရိကျုံကရသူခီးတဲ့အူမပြောပါတယ်ကားဘော်ကပါလာသူအကုန်လုံးကိုဆင်းခိုင်းပြီးရှာခိုင်းတာပါတချို့မဆင်းတဲ့သူရှိရင်လည်းတနက်ဖောက်ပြီးကိုဆင်းခိုင်းတာရှိနိုင်တဲ့နေရာတွေအကုန်ရှာခိုင်းတယ်မတွေ့မချင်းကိုရှာရတာပါလို့ပြောပါတယ်ခီးတဲ့တွေရဲ့ရှာဖွေမှုကြောင့်မနက်9နာရီလောက်မှာ တလိုင်းအဖွဲ့တွေထောင်ထားတဲ့မိုင်းချို့ကိုတွေ့ရှိခဲ့ပြီးနောက်စစ်ကောင်စီတပ်သားတွေကခီးတဲ့ပြည်သူတွေကိုပင်နောက်ထပ်အစိုးရမိုင်းတွေကိုဖြုတ်ခိုင်းတာတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီနောက်စစ်ကောင်စီတပ်သားတွေအနေနဲ့ပြည်သူတွေရှာဖွေပြီးဖြုတ်ထားတဲ့မိုင်းတွေကိုမှတ်တမ်းတင်တပ်ပုံရိုက်ပြီးမှသာအစိုးရခီးတဲ့တွေကိုထွက်ခွာခွင့်ပေးခဲ့တယ်လို့လည်း၎င်းမှဆက်ပြောပါတယ်။တွေ့တဲ့မိုင်းတွေဆိုရင်လည်းခီးတဲ့တွေကိုပဲစဲဆိုပြီးဖြုတ်ခိုင်းတယ်။ ပြည်တော်နဲ့သူတို့ရှာပြီးဖြုတ်ထားသလိုနဲ့မှတ်တမ်းတင်တပ်ပုံတွေရိုက်ပြီးမှပြန်ခိုင်းတာပါလို့ပြောပါတယ်။ယခုရပိုင်းတွင်ဝါပောင်ကုမ္ပဏီမှဂျင်းနီကတချို့ဖျက်တမ်းဖို့ရှိတာကြောင့်စစ်ကောင်စီအနေနဲ့မုံရမြို့မှမြင်းမှုမြို့တိလမ်းပိုင်းတွေအလုံးကိုစင့်အားတူးချထားသလိုစစ်စေးတင်းကျပ်မှုတွေလည်းပုံမှုပြုလုပ်နေတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ရေဖြူခလာရ၄တုံညာလေးတရင်မှစစ်မှုတန်းတပ်သားတဲ့ငါးဦးကတနက်၅လနဲ့ခရမ်းမြူဆောင်အလင်းဝင်တဲ့အတွက် စုငွေများချိမဲ့ပြီးပြပမှာတွားရောက်အလုတ်လုံနိုင်ရင်စီစဉ်ပြီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်မှာခလာရ၄၃၄တရင်မှာစစ်မှုတန်တက်သားတဲ့ငါးဟာတနက်ငါးလနဲ့ခဲအများယူဆောင်လာပြီးအလင်းဝင်ရောက်လာကြောင်းဘတ်တူအာမီဘေးရှိမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နိုဝင်ဘာလ၂၈ရက်နေ့ရေပြူမြို့နယ်ရန်ကင်းကျေးရွာရန်ကင်းတဒါကာကင်းကိစ္စခန်းမှာတာဝန်ကျနေတဲ့ခလာရ၄၃၄တရင်မှာစစ်မှုတန်တက်သားတဲ့ရဲလွင်မှုအောင်းအောင်းညီကြံစော အောင်ခန့်စုံနဲ့တပ်ထုံးဝေတို့ကတနက်9လနဲ့ခဲများယူဆောင်လာပြီးဘာတူအာမီဘေးရှိထံကိုအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။အလင်းဝင်စစ်မှုတပ်တပ်သား5ဦးက MA1 တနက်3လက် MA2 တနက်2လက် MA4 တနက်2လက်ကြီပေါက်18ခုအင်နာကဘုံသီးနှလုံးနဲ့5.56ကြီ1169တောင်းနဲ့တူအလင်းဝင်ရောက်လာခဲ့ကြောင်းရင်းအလင်းဝင်ရောက်လာတဲ့ငါးဦးကိုတအုပ်လျင်စုချင်းငွေဖြစ်ချက်သိန်း40စီချိမိခဲ့ပြီး၎င်းတို့ရဲ့သဘောဆန္ဒအတိုင်း ြည်ပကိုတော့ရောက်လှုပ်လှုပ်နိုင်ဖို့ကုညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်။သူတို့တာဝန်ကျတဲ့ကာကင်စကန်ကနေထွက်ပြေးလာခဲ့တာပါ။အလင်းဝင်ရောက်လာတဲ့သူငေါ့စ်လုံကစစ်မှုတပ်တသားတစ်တွေပါ။အလင်းဝင်ရောက်လာတဲ့သူငေါ့စ်လုံကစစ်မှုတပ်အပတ်စဉ်9 8 17အဲ့ဒီ၃ခုကပါ။စစ်မှုတပ်အပတ်စဉ်9ကလည်းပါတယ်၊8ကလည်းပါတယ်၊17လည်းပါတယ်။အလင်းဝင်ရောက်လာတဲ့သူစစ်မှုတပ်တပ်သားတဲ့ငေါ့စ်လုံနေထိုင်တဲ့မြို့နယ်တွေကရန်ကုန်အေယာဝတီပဲခူးရှမ်းပြည်နေရာစုံကပါတယ် အလင်းဝင်ရောက်လာတဲ့သူကငါးဦးစလုံးကပေါ်တာဆွဲခံရတဲ့သူတွေပါလို့ဘတ်တူအာမီဘေးရှင်မှတာဝန်ရှိသူကဆိုပါတယ်။အကြံဖတ်စစ်တပ်မှလေကြောင်းတိုက်ခိုက်မှုကိုနိုင်ငံရဲ့နေရာဒေသအသီးသီးမှာအထူးကထားအသုံးပြုတိုက်ခိုက်လာတဲ့နေ့အမျှပြည်သူများအနေနဲ့လေကြောင်းတိုက်ခိုက်မှုအန်ရဲကာကွယ်နိုင်ရန်အတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြဖို့အကြံဖတ်စစ်တပ်ရဲ့လက်ကင်တုပ်ဖြစ်တဲ့ပြူစောတိများပြည်သူ့စစ်အဖွဲ့ဝင်များနဲ့စစ်ကော်မရှင်လက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့တနိုင်ငံလုံးအတိုင်းအတာကြာရှုံးမှုပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့ အကြံဖတ်စစ်တပ်ကိုစွန့်ခွာပြီးပြည်သူရင်ခွင်အမြန်ဆုံးခေလုံဝင်ရောက်ကြပါရန်ဘတ်တူအာမီဘေးရှိကအတိပေးနှိုးဆော်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြောက်ဖြက်ကိစ္စအမေရိကန်ဆွတ်ဖတ်ဖို့လုပ်တာဟာပွဲလန့်တုံဖြာခင်တော်လို့စွန်မင်းထုံးပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကြောက်ဖြက်နေနေရေးကိစ္စမှာအမေရိကန်နိုင်ငံကဝင်ရောက်ဆွတ်ဖတ်ဖို့လှုံ့ဆော်နေတာဟာပွဲလန့်တုံဖြာခင်ဖို့တာဖြစ်တယ်လို့အကြံဖတ်စစ်တပ်ပြောခွင့်ရစွန်မင်းထုံးကပြောဆိုလိုက်ပါတယ် ပုံမကြီးထွားကျပြန်လာတဲ့ online ငွေလင်းကြဖြတ်လုပ်ငန်းတွေကနေ American နိုင်ငံသားတွေကိုကာကွယ်ဖို့အတွက် American နိုင်ငံက Scam Center Strike Forces SCSF ကိုဖွဲ့စည်းမယ်လို့ကြေညာထားပြီး Outlook တော်မှာလည်းမြန်မာကြဖြတ်နေနေရေးမှာပါဝင်ဆောင်ရွက်ဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီး American နိုင်ငံကသူတို့နိုင်ငံသားတွေကို online လေလံမှုကနေကာကွယ်ဖို့အတွက် Scam Center Strike Force SCSF ကိုဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်းထုတ်ပြန်ခဲ့တယ်လို့ Outlook တော်မှာလည်း မြန်မာအရေးစွန့်နှိမ့်မှုတွေပြုလုပ်ပြီး online လိမ့်လည်လောင်းကစားမှုနှိမ်နှင်းရေးကိစ္စတွေကိုဝန်ရောက်ဆွတ်ဖတ်ဖို့ပြောဆိုနေတာကလည်းပွဲလန်တုံဖျက်ခင်းတဲ့ကိစ္စလို့မြင်တယ်လို့ဇော်မင်းထွန်းကပြောဆိုပါတယ်မြန်မာစစ်တပ်ကလက်ရှိမှာကြားဖြတ်လုပ်ငန်းတွေကိုဟန်ပြနေနေနေတာဖြစ်ပေမဲ့ဇော်မင်းထွန်းကတော့သူတို့စစ်ကော်မရှင်ကဒီတာရင်နိုင်ငံတွေနဲ့ပူးပေါင်းပြီးကြားဖြတ်ကိုစစ်စင်ရေးတခုတပွဲနှိမ်နှင်းနေတာဖြစ်တယ်လို့ပြောခဲ့ပါတယ် American အပါအဝင်နိုင်ငံတကာကကြားဖြတ်လုပ်ငန်းတွေကိုဖြေရှင်းဖို့အာရုံစိုက်လာခြင်းကြားမှာ အကြံဖတ်စစ်အုပ်စုကကြားဖြတ်လုပ်ငန်းတွေကိုစက်တိုက်ဆုတ်သလိုနှိမ်နှင်းပြနေတာဖြစ်ပြီးစစ်အုပ်စုရဲ့ထုတ်ပြန်ချက်တွေအရကြားဖြတ်လုပ်ငန်းမှာလှုပ်ဆောင်ရမှာအသုံးပြုခဲ့တဲ့အဆောက်အုံ250ကျော်နိုင်ငံခြားသား2000နီးပါးကိုရှင်းလင်းနှိမ်နှင်းဖမ်းဆီးရမိတာတွေလို့ဆိုပါတယ်။ဒါအပြင်ကြားဖြတ်လုပ်ငန်းတွေဟာထိုင်းမြန်မာနယ်စပ်ကကရင်အမျိုးသားအစည်းအရုံး KNU နေမြမှာအခြေစိုက်လုတ်ကင်နေကြပြီး KNU ခေါင်းဆောင်တွေကနိုင်ငံပိုင်မြေတွေကိုနှိရှေစာကျုံးနဲ့ပြည်ပနိုင်ငံသားတွေကိုငှားရက်ကောင် တရားမဝင်လောင်းကစားနဲ့ဒုစရိုက်လုပ်ငန်းတွေကိုအခကျင်းဝယ်ယူကာကွယ်ပေးနေတယ်လို့လည်းဇော်မင်းထွန်းကဆွဆွဲပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ကြားဖြန့်လုပ်ငန်းတွေဟာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမှာပုံမကြီးထွားလာခဲ့တာဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့မအာလာထွက်ပေါက်ပိတ်နေပြီဆိုတဲ့အထူးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ဟုတ်ပါတယ်မအာလာတကယ်ပဲထွက်ပေါက်ပိတ်နေပါပြီ ကြဖြန့်လိမ့်လိမ့်ရရှိငွေမှစစ်လက်နက်ခဲမြောက်ဝယ်ယူပြီးပြည်သူအိုးအိမ်တွေကိုလေရင်နဲ့ပုံကျဲမိရှို့မှုအပအဝင်ဝန်ကြီးပါဝင်ပတ်သက်နေမှုဟာစစ်ကော်မရှင်ကိုနာကစေတာပါပဲဗျာနေပြည်တော်နဲ့ဆက်ဆက်နေတဲ့ဖုန်းလက္ခဏာများမြန်မာအွန်လိုင်းငွေလိမ့်လုပ်ငန်းစင်တာတွေကိုထောက်လှမ်းခြင်းမကြသေးမီကစိုက်ဘာလုံခြုံရေးစုံစမ်းစစ်ဆေးမှုများအရမြန်မာနိုင်ငံထိုင်းနေစပ်မှာရှိတဲ့လိမ်လည်မှုဗဟုဌာနများနဲ့စစ်ကောင်စီရဲ့မြို့တော်နေပြည်တော်တို့အကြားတိုက်ရိုက်ဆက်သွယ်မှုကိုဖော်ပြတဲ့ ဖုန်းတီနီယာဒေတာ ADTech လက္ခဏာများပေါ်ထွက်လာခဲ့ပါတယ်။၎င်းတို့ဟာပိုကြုံမှုကြီးမင်းအောင်လိုက်ဦးဆောင်တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ SCC ဟာကမ္ဘာလုံးဆိုင်ရာဝတ်သက်ချင်းအွန်လိုင်းငွေလိမ်လုပ်ငန်းများလိမ်လည်မှုများကူးစက်ပြန်ပွားရေးမှာဒစိတပိုင်းပါဝင်နေကြောင်းပြင်းထန်စွာညွှန်းဆိုနေပါတယ်။ဤအချက်မှာသီးသန့်ဖြစ်စင်မဟုတ်ပဲစီကောင်စီရဲ့နိုင်ငံခြားရန်စုံမှုများမှာပါဝင်ပတ်သက်မှုရဲ့ကျေပြန့်သောပုံစံတစ်ခုရဲ့အစိပ်ပိုင်းဖြစ်ပါတယ်။ ထိုလိမ်လည်မှုမှအမျက်ငွေရာစိတ်ရာဆွေးမှုများအားငွေကြေးထောက်ပံ့ရန်အသုံးပြုနေပြီးပေကျင်းရဲ့ဩဇာညောင်းမှုဟာအကာအကွယ်ပေးလျက်ရှိပါတယ်။အထောက်အထားများတီနီယာချီယာခံမှုများ C4ADS ရဲ့မတ်လ2025ခုနှစ်အစည်းအဝေးကစားအရာမြန်မာနိုင်ငံကရင်ပြည်နယ်မြဝတီမြို့မှာရှိတဲ့ KK Pack နဲ့ရွှေကုတ်ကိုကဲ့သို့သောလိမ်လည်မှုစံနာများမှနေပြည်တော်မှာရှိတဲ့ဝန်ကြီးဌာနများရှိရာဒေသကိုဆက်သွယ်မှုများရှိနေကြောင်းဖော်ပြထားပါတယ်။ဥပမာ device h အပါဝင်ကရိယာအမှတ်သား6ခုဟာရွှေကုတ်ကူမဘူပန်နဲ့ပို့ဆောင်ရေးဝန်ကြီးဌာနကဲ့သို့သောစစ်ကောင်စီနေရာများကိုအစစ်မြစ်အစည်းအဝေးများကျင်းပခြင်းမှာကြီးအခန်းတွေ့ရှိရပါတယ်။တရုတ်နိုင်ငံသားဝန်ကြီးဝန်ကြီးရဲ့2025ခုနှစ်နေပြည်တော်ခီးစဉ်စိုက်ပါရာဇဝတ်မှုပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခြင်းနဲ့ကန့်ညီတဲ့ကရိယာတစ်ခုလည်းတွေ့ရှိရပါတယ်။စစ်ကောင်စီတပုံအဖွဲ့ဆက်နွယ်မှု American ဗန်ဒါယီဝန်ကြီးဌာနမှာ မေလ2025ခုနှစ်တန်ခတ်အရေးယူခံထားရတဲ့ကရင်အမျိုးသားတက်မတော် KNA ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့မဟာမိတ်စောချစ်သူဦးဆောင်တဲ့ဤလိန်လင်မှုစကမ်းတွေကိုလက်ခံကျင်းပပါတယ်။ American ထောက်လိုင်းရဲ့အရာဝတ်သက်ခြင်း online ငွေလိန်လုပ်ငန်းလိန်လယ်မှုမှ American ဒေါ်လာ6သန်းဟာ KNA နဲ့ဆက်နွယ်နေသောထိုင်းနိုင်ငံငွေစည်းများကိုရောက်ရှိခဲ့ပါတယ်။စစ်ကောင်စီရဲ့အော်တိုဘာလ2025ခုနှစ်က KK ဘက်ကဝင်ရောက်စီးနှင်မှုမှာကွန်ပျူတာ2653လုံးတင်ဆက်ရမိခဲ့ပေမဲ့ KNA လုပ်ငန်းများကိုချန်လက်ထားခဲ့ပါတယ်။၎င်းမှာအကာအကွယ်ပေးမှုများရှိကြောင်းညွှန်ဆိုနေပါတယ်။အရေးအစားနဲ့တက်ရမှု USIP ရဲ့2025ခုနှစ်စီရင်ကစားအရ E-Standard များမှာတစ်နှစ်ကို American Dollar 63.9ဘီလီယံရရှိပြီး American နိုင်ငံသားတွေဟာ2024ခုနှစ်မှာပဲ American Dollar 10ဘီလီယံဆုံးရှုံးခဲ့ရပါတယ်။ထိုငွေကြေးတွေဟာတပုံအဖွဲ့များမှာတစ်ဆင့် SEC ကိုစီးဆင့်ကလေကြောင်းတိုက်ခိုက်မှုများအားငွေကြေးထောက်ပံ့နေပါတယ်။ မဲအောင်နိုင်ရဲ့ဆက်နွယ်မှုတိနီယာလက္ခဏာတွေဟာလိမ်လည်မှုအကြီးအကဲများနေပြည်တော်နဲ့တိုက်ရိုက်ချိဆက်ထားပါတယ်2025ခုနှစ်မှာမဲအောင်လိုင်းကတရုတ်အရာရှိများနဲ့စိုက်ဘာရာဇဝတ်မှုများကိုတိုက်ဖြတ်ရန်တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့လည်း KNA ကဲ့သို့စစ်ကောင်စီနဲ့ဆက်သွယ်သောအဖွဲ့တွေကထုတ်လုပ်ငန်းများကိုလုတ်ကင်နေစေဖြစ်တဲ့အတွက်၎င်းမှာဟန်ဆောင်မှုသာဖြစ်ပါတယ်တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားလိမ်လည်မှုတွေကြောင့်ဘေကျင်းရဲ့စိတ်ပြတ်မှုဟာ SAC ကိုဖိအားပေးခဲ့ပေမဲ့လည်း စီးနင်းမှုတွေဟာ Starlink နဲ့ Liasit တအားပေးဆက်များဖြင့်ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။၎င်းဟာစစ်ကောင်စီအားရာဇဝဲမှုစနစ်ရဲ့အစိပ်ပိုင်းဖြစ်ထိတ်တန်းမှပါဝင်ပတ်သက်နေကြောင်းဖော်ပြနေပါတယ်။အထောက်ထားများပြင်းထန်လာပါတယ်။လိမ်လည်မှုစင်တာတွေဟာထိချုပ်မှုမရှိတဲ့အဖွဲ့များမဟုတ်ပဲစစ်ကောင်စီကကာကွယ်ပေးထားတဲ့ဝင်ငွေရအရင်းမြစ်များဖြစ်ပြီးဖုန်းဒေတာတွေဟာတိုက်ရိုက်ထောက်ထားများဖြစ်ပါတယ်။ကမ္ဘာအတိုင်းဝန်းရဲ့လုံလောက်သောတုံ့ပြန်ခြင်းမရှိခြင်းဟာဤပြဿနာကိုပုံမဆိုးရွားစေကာ လူသားတူအားဒုက္ခပိလျက်အကျံဖတ်စနစ်အားချမ်းသာကြွယ်ဝစီနီမာဖြစ်ပါရခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကျံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောင်မှအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ